အဲ post တင်တဲ့အောက်မှာဆရာမဒီပုံရခင်အစားအုပ်ဆိုရင်သူကအစားကအထူးကြီးပဲပြီးတော့တန်မိုးကလည်းမြင့်တယ်မြင့်တော့တချို့ဆိုရင်အရန်ဖတ်ချင်တယ်ဆရာမရဲ့အစားအုပ်ကိုထွက်ကလေးကဖတ်ချင်နေတာအဲတန်မိုးကလည်းမြင့်တော့မဝယ်နိုင်သေးဘူးပေါ့ဒီအဲ့လိုလေးပြောတော့အဲစာဖတ်ချင်တဲ့လူတွေကလည်းကိုယ် support လုပ်ပေးချင်တာအဲနောက်ဆိုလည်းအဲ့လိုတန်မိုးမြင့်တဲ့အစားအုပ်တွေ ဟိုဝယ်ဖတ်တယ်ဆိုရင်လည်းအဲ့လိုငှားဖို့အစီအစဉ်ရှိပါတယ်။ဟိုတချို့ဆိုရင်စာရွက်တွေကိုငယ်ငယ်တော့ကြားဘူးတာလေစာအုပ်ထဲကစာရွက်တွေဖြဲပြီးတော့တင်ထားလိုက်တာလို့ကျူထားလိုက်တာလို့တော့ရှိတယ်ပေါ့လေအဲ့လိုလေးတော့ငယ်ငယ်တော့ကြားဘူးတယ်အခုတော့အဲ့လိုလေးတော့မလုပ်သေးချင်ဘူးပေါ့လေစာအုပ်ဆိုတာတကယ်တော့လူတွေရဲ့အကြောင်းတွေပဲရေးထားတာလူတွေရဲ့ဘဝတွေပဲရေးထားတာအဲ့တော့ဒီတမိုင်းအကြောင်းတွေဘဝအကြောင်းတွေကိုပြန်ဖတ်ရင်ဟိုလိုက်ထက်နုံနာယူကြရအများရှိတယ်ပေါ့လေစာအုပ်က ကိုယ့်ကိုဖန်ရင်ဖန်ရင်နဲ့ဖတ်တဲ့အကြောင်းအရာလေးတွေမှာတချို့ဆိုရင်ပြပြချင်တာလေးတွေရှိတယ်ပေါ့လေအဲ့တော့ဒီဆောင်းလေးဖတ်ပြတဲ့အကြောင်းကို post လေးတင်တယ်ပေါ့တင်တော့အဲ post တင်တဲ့အောက်မှာ ဆရာမဒီပုံရခင်အစားအုပ်ဆိုရင်သူအစားအုပ်ကအထူးကြီးပဲပြီးတော့တံမိုးကလည်းမြင့်တယ်မြင့်တော့တချို့ဆိုရင်အရန်ဖတ်ချင်တယ်ဆရာမရဲ့အစားအုပ်ကိုထွက်ကလေးကဖတ်ချင်နေတာအတံမိုးကလည်းမြင့်တော့မဝယ်နိုင်သေးဘူးပေါ့ဒီအဲ့လိုလေးပြောတော့အစားဖတ်ချင်တဲ့လူတွေကတော့ကိုက support လုပ်ပေးချင်တာအဲ့တော့ကိုကလည်းဒီစားတွေဖတ်လာတဲ့အချိန်မှာစားဖတ်တဲ့အတွက်အချိုးကျစုရှိတာလေးသိလာတော့ဒီအဲ့တော့အဲ့လို support ပေးတဲ့အနေနဲ့ပဲဒီစားအုပ်လေးငှားပြတာပါ ပထမဆုံးလုပ်ဖြစ်တာတော့ဒီဆ iam မပုံညာခင်ရဲ့ဒီနောက်ဆုံးနှစ်ခတ်ဆောက်ကိုလုပ်ဖြစ်တာဆောက်ကတော်တော်လေးလည်းကောင်းတယ်ပြီးတော့မြန်မာနိုင်ငံရဲ့ကိုယ်အရင်တော့ဒီအင်္ဂလိပ်စပြီးတော့မြန်မာပြည်လို့ဝင်လာတဲ့အကြောင်းအရာလေးတွေကိုခြေခံပြီးတော့ဒီအခြေဆက်လန်းလေးကိုရေးထားတာဆိုတော့တော်တော်လေးလည်းဖတ်လို့ကောင်းတယ်ဘခုပြတာလည်းရတယ်အဲ့ဒါလေးကိုကလည်းအများကိုဖတ်သိချင်တယ်ဖတ်သိချင်တော့ကိုတင်လိုက်တဲ့အပေါ်မှာဒီဟာလေးကိုဖတ်ချင်တယ်ဆိုရယ်ဒါလေးမြင်လာတဲ့အတွက်ကိုကဆက်လုပ်ဖြစ်တာအဲ့နောက်ဆိုလည်းအဲ့လိုတမိုးမြင့်တဲ့စာအုပ်တွေ ဟိုဝယ်ဖတ်တယ်ဆိုရင်လည်းလို့ငှားဖို့စီစဉ်ရှိပါတယ်ဒီကန်းတော့အများကြီးတော့မထုတ်ချင်ပါဘူးဒါပေမဲ့လို့တချို့ဆိုရင်စာရွက်တွေကိုငယ်ငယ်တော့ကြားဘူးတာလေစာအုပ်ထဲကစာရွက်တွေကိုဖြဲပြီးတော့တင်ထားလိုက်တာလို့ကျူထားလိုက်တာလို့တော့ရှိတယ်ပေါ့လေအဲ့လိုလေးတော့ငယ်ငယ်တော့ကြားဘူးတယ်အခုတော့အဲ့လိုလေးတော့မလုပ်သေးချင်ဘူးပေါ့လေရက်ကလည်းနောက်လူတွေလည်းဖတ်လို့ရအောင်ရက်လေးကိုသတ်မှတ်ပြီးတော့ပေးလိုက်တာပါအဓိကတော့စီကန်းရှိရှိလေးဖတ်ရင်ရပါတယ်ဟာလာယူဖို့ကလည်းဟိုတရားနဲ့တရားနေတဲ့နေရာဝေးပါလေလာယူဖို့ဆိုတာလည်းလွယ်မှာမဟုတ်ကိုကြတော့သွားလိုက် ရောက်တယ်လေကိုကကုထသွားကုရတယ်ဆိုတော့အခုတော့လောလောဆယ်တော့ရန်ကုန်မြို့တွင်းပေါ့လေရန်ကုန်မြို့တွင်းဆိုရင်တော့ပတ်ဖို့ပေးလိုက်တယ်ဟိုနောက်ဆိုရင်တော့နေနေရလူတွေကိုလည်းပတ်ဖို့အတွက်ကိုအဲ့လိုစီစဉ်ပေးဖို့တော့ရှိတယ်ဟုတ်ဘယ်လိုစီစဉ်ရမလဲတော့မစင်သားရသေးဘူးတခုခုတော့လုပ်ဖို့ပါပဲအဆင်ချင်းလို့လေဟိုကိုကိုတိုင်းလဲစာဖတ်တဲ့အပေါ်မှာရလာတဲ့အဟုတုတ္တတွေပြီးတော့အတိညာတွေပွင့်လာတာလည်းရှိတယ်အဲ့ဒါလေးတွေကိုဖတ်စေချင်တယ်အဲ့လိုမျိုးကိုလိုလည်းဖြစ်စေချင်တယ်လူတွေကိုလေအဲ့ဒါကြောင့်အဲ့လိုမျိုးလေးစီစဉ်ချက်တာ စာအုပ်ဆိုတာတကယ်တော့လူတွေရဲ့အကြောင်းတွေပဲရေးထားတာလူတွေရဲ့ဘဝတွေပဲရေးထားတာအဲ့တော့ဒီသမိုင်းအကြောင်းတွေဘဝအကြောင်းတွေကိုပြန်ဖတ်ရင်ကိုလိုက်ထက်နမူနာယူကြရင်အားရှိတယ်ဟိုလေအဲ့တော့ဒီစာအုပ်တွေဖတ်ရင်လည်းပဲဒီဖြစ်ဖြစ်နဲ့ကိုယ့်ဘဝကိုပြောင်းလဲရတာပါ